အစာစာတွေအာဟာရတွေကရာသီဆောင်ဝန်ပေါ်တရားမှုရှိပါတယ်။အာဟာရရှုတဲ့လို့ရင်အစာချောင်းလုံးပြီးပိန်လို့ရင်ရာသီမမနိုင်ပါဘူး။ဒါကြောင့်ရာသီမဆေးဖို့ရာသီဆောင်ဝန် లై စာပေတင်တာလေးတွေကိုပြပြပေးပါမယ်။နံပါတ်၁ရာသီတွေးဆင်းနေတဲ့ရက်တန်လက်ကြွယ်ရတဲ့အစာစာတွေးဆင်းနေတဲ့ချိန်ဆိုတော့တန်လက်ဆုံးရှုံးနေရကြောင်းတန်လက်ကြွယ်ရတဲ့နေရောင်သားတွေပဲဆင်းရောင်ရွက်ပါပါတွေကိုစာပေတင်ပါတယ်။ ဗီတာမင်စီဗီတာမင်စီကသန်းနဲ့ဆူယူမှုကိုအားပေးပါတယ်ရှင်တဲ့အသီးတွေမလကာသည်ပန်မွေစိတ်စားတာတွေကိုစားပေးပါဗီတာမင် K ရာသီသွေးစများတဲ့သူတွေဆိုရင်ဗီတာမင် K ပါဝင်အောင်စားပေးရမှာအစိမ်းရောင်ရွက်ဥအမျိုးမျိုး cheese စားတာတွေမှာဗီတာမင် K ပါဝင်ပါတယ် omega 3 fatty acid ရောင်ရမ်းတာတမန်တော်လာစီကတ်ခဲအာရီကိုသက်သာစေပါတယ်စီပါတဲ့ငါအစိမ်းစံတွေကိုလည်းစားပေးပါ veganism ရာသီလချိန်မှာမက်ဂနီဆီယမ်နဲ့နေကိုက်ခဲတာလေးပွားတာအိတ်မပြောရဖြစ်နိုင်ပါတယ်။ဒါကြောင့်အမြင်သက်ကြွယ်ဝတဲ့စားစာတွေအစိမ်းရောင်ရွက်တွေကောက်နံတွေကိုစားပေးပါ။အစစ်နဲ့သွေးစင်ပြီးပါတဲ့ချိန်ရာသီသွေးစင်ပြီးပါတဲ့ချိန်ဖြစ်လာကြအောင်အပြန်ပြေးလာပါပြီ။အပြေးဖို့ထောက်ကူပြအောင်။အသားကောက်နံစားရတွေကိုစားပေးပါ။ estrogen ပြန်တက်လာကြအောင်ကိုယ်ဝန်းမှာ estrogen ပမာဏမြတ်သားစေဖို့ကော်ပီတော့ဗမွေစိဘန်ကော်ပီလို့လို့ရင်ရထုတ်တွေအရှင်ပေါက်ထားတဲ့ game ရှိလို့အစားစားတွေကျမရင်းနဲ့ညညတဲ့အစီအရာအောင်ထောပတ်ဒီနဲ့အစီအစံတွေဈေးရောင်ရည်စားပေးပါကောဒီဇောမွန်တတဲ့ချိန်ဖြစ်တာကြောင့်ခန္ဓာကိုယ်မှာဆိတ်ပစ္စည်းမှုမများအောင်ခရီးဆိုင်ပါ။ရှိုးရီအရင်နဲ့ကဖင်းတွေရှော်ပါ။အဆင့်၃ဓာတ်ဥကျွေးခြင်း ။တာဥကျွေးတဲ့ရှင်ပြတာကြောင့် estrogen ပမာဏကအမြင့်ဆုံးရောက်နေပါပြီ။ပူရှင်နေတဲ့ estrogen တွေကိုလည်းအသေးကရှည်ဖြတ်နေရပါတယ်။ဒါကြောင့်အပေါ်မှာစားခဲ့တဲ့ estrogen မြတ်သားစင်မဲ့စားစာတွေကိုဆက်ပြီးစားပါခန္ဓာကိုယ်မှာဆဲလ်ရောင်ရွက်မှုတွေတက်တာစီဖို့ vitamin B နဲ့ vitamin D ကျွဲဝါးတာလေးကိုစားပေးပါ CSN တွေဘဲဟင်းတို့ဟင်းဝတ်ထုပ်အသားအကုန်လုံးစားရပါတယ်အဆင်လေး ယာတိလာဖို့နေတဲ့ချိန်ယာတိလာဖို့နေပြီဖြစ်တာကြောင့်ယာတိရဲ့ချိုလက္ခဏာတွေခဏခဏပဲဆာတာတွေတစ်ခုခုကိုမမဆက်ဆက်စားချင်တာဖြစ်လာပါပြီခဏခဏပဲဆာတာတက်တာကိုဟိရွက်ထုတ်တွေအကြီးအရွက်တွေကစွန်အိုးတွေစားရဲအစာခံတဲ့စားစာတွေစားပေးပါဒီလိုရှင်ဆိုလို့ရှင်ရှိုရာတွေအရသာလေးလေးပင်ပင်တွေကဒေတာရှိတတ်ပါတယ် ဒါတွေကကျမရင်းနဲ့မညီညွတ်တဲ့စားစာတွေဖြစ်တာကြောင့်အညီရောချောကလက်တွေအသီးနှံတွေကိုစားလို့ပြီးတော့စားပါဒါပြင်ဆီရိုတိုနင်းလို့ခေါ်တဲ့စိတ်ကံစားချက်ကိုထိန်းချုပ်ပေးတဲ့ဟော်မုန်းကဒီလိုရှိန်ဆိုနေနေတတ်ပါတယ်ဒါကြောင့်ရာသီလကံလေးရင်စိတ်တော်တတ်တာစိတ်ဆက်တတ်တာဝမ်းနည်းတာတွေခံစားရတာပါဒါကိုတတစီဖို့စက်တာဥအမျိုးမျိုးအိုမီဂါ3ဖက်တီအက်ဆစ်ပါဝင်တဲ့အစီပါငါးတွေစားပေးပါ ရာသီလကနေလိုအပ်ဖို့ပြီးတော့လေပွားသလိုဖြစ်တတ်တာကြောင့်မက်ဂနီရှီယံကျွဲဝတာလေးစားပြပါရေမြမြတောက်ပေးဖို့လည်းမေးပါနဲ့ဒါမှရှင်းနေသူပူရှန်နေတဲ့အရာတွေပါတော့မှာပါအခုတိထားရမှာကလူတယောက်နဲ့တယောက်အာရလိုရှက်ရှက်မတူတာကြောင့်ကိုယ့်ဘာကိုတက်ရွက်ပြီးစားတောက်ဖို့လိုပါတယ်။အစားအသောက်ကိုတိကျစားပေမဲ့စိတ်ပီစီမှုတွေများနေမယ်၊မြေရက်ရောဂါတခုခုရှိနေမယ်ဆိုရင် ဓမ္မတာမမှန်နိုင်တာကိုသိတာဖို့လိုပါတယ်။ဒါကြောင့်ခဏခဏဓမ္မတာမမှန်တာဖြစ်နေမယ်ဆိုရင်တာပွားမီဒီယာဆရာဝန်နဲ့ပြသဖို့အကြံပြုရှင်ပါတယ်ရှင်။